အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာတိဆရာကျော်စွာထည့်ရေးသားထားတဲ့စာမေးပွဲလို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာအဆင်ပြေကြပါအောင်ခင်ဗျာစာမေးပွဲယခုကျွန်တော်ရေးသားတင်ပြမည့်အဖြစ်အပျက်ကလေးမှာတုန်းခဲ့သည့်၄နှစ်ခန့်ကမန္တလေးမြို့တွင်အမှန်တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်ဤဖြစ်ပျက်ကလေးမှာမိတ်ဆွေအတွက်ပြင်းရင်ကြီးငွေစရာကောင်းလောက်အောင် ရိုးစင်စင်နိုင်ကောင်းနိုင်နေပါလိမ့်မည်။တို့ရရင်ကျွန်တော်မတတ်နိုင်ပါ။ဤကိစ္စမှာဘုရားသခင်ဤကိစ္စဖြစ်ပါသည်။ဘုရားသခင်သည်တခါတည်းရန်တွင် ကျွန်တော်တို့ကို အလွန်ရှုပ်ထွေးပွေလီလုံးသော လောကီထုတ်ပတ်လူလူဆက်ကိုကာခိုင်းတတ်သလိုတခါတလေကြတော့လေဘာမှမဆန်းကြဲသောတာမန်အဖြစ်ပြက်ကလေးတွေကြားမှာနေထိုင်သွားစေတတ်ပါသည်။ ကျွန်တော်အနေနဲ့ပြောရလိမ့်မူဤဖြစ်ပျက်ကလေးမှာအထူးထွေ မဆန်းပြသည်မှန်တော့လေရိုးစင်းလုံးလာသည်ဟုကမထင်ပါတကယ်ဘွားဆိုဒီမှာများသောအားဖြင့်စိတ်ကိုယဉ်ဝိတုဒီတဲကလောက်တော့ထူးခြားဆန်းကြယ်လေးမြီမှာဟောမှန်မိတ်ဆွေသဘောပေါက်ပြီးဖြစ်ပါလိမ့်မည်သူမြတ်သဘောပေါက်ထားလျင်ယခုကျွန်တော်ရေးသားအမိအဖြစ်ပြက်ကလေးကိုမိတ်ဆွေဖတ်လို့ရပါပြီ။ ်လွန်ခဲ့သော၄နှစ်မတိုင်မီကအဖြစ်ပြက်များကိုကမိတ်ဆွေအနေနဲ့များများဆဆသိထားကြမလို့ပါ ကျွန်တော်ဒီစစ်တက်တို့၌တယောက်ပညာသင်ကြားနေသောချောင်းသားတယောက်ဖြစ်ခဲ့သည်ဆိုတာတခုလောက်သိထားလျင်လုံလောက်ပါပြီကျွန်တော်အခုဖော်ပြမည့်အဖြစ်ပြက်ကလေးမှာလွန်ခဲ့သော၄နှစ်ကကျွန်တော်ဈေးချောင်းသားဘဝနောက်ဆုံးနှစ်အပိုင်းခ၌စာမီးဝဲကြရှုံးခြင်းမှစတင်ခြင်းဖြစ်သည်စာမီးဝဲကြရှုံးသည့်ဖြင့်ចောင်းဆောင်၌ကျွန်တော်နေခွင့်မရတော့ကား ထိုနေရာကစပြောကြလျင်ကောင်းမည်ဟုထင်သည်ကျွန်တော်သည်ကျောင်းဆောင်မှထွက်လာရကဘုကလီကအဆောင်လေးတစ်ဆောင်နှင့်ငှားရမ်း၍သွားရောက်နေထိုင်ခဲ့ရသည်ဤဖြစ်ပျက်များမှာထိုပုဂ္ဂလိကအဆောင်တွင်သွားရောက်နေထိုင်ခြင်းက ဖြစ်ပျက်သော အချင်းရများပင်ဖြစ်သည် ထိုပုဂ္ဂလိကအဆောင်မှာမန္တလေးအရှိပြင် အောင်တော်မူရက်ထဲတွင်ရှိသည်လူနေအိမ်ကြီးကျဲသောရက်ွက်ဖြစ်၍ခြံဝင်းကြဲကြဲထဲမှရှိသောအဆောင်ကလေးဖြစ်လေသည် ခြံဝင်းကြီးတဲ့တွင်ကုတ်ကိုပင်ကြီးသုံးပင်တီးတီးပင်တစ်ပင်တမာပင်နှစ်ပင်ရေရင်းတဲ့တွင်နှင့်ခြံဝင်းတစ်ကပောက်နီး၌ပေါရောက်နေသောစိတ်မန်းပင်တစ်ပင်တို့ရှိသည်ခြံဝင်းကြီး၏နောက်ဘက်ပိုင်းတွင်ကျွန်တော်တို့နေထိုင်သောအဆောင်ရှိသည်အဆောင်ဖြစ်တတ်မှတ်ထားသောအဆောက်အုံက ရှည်ရှည်လျားလျားအနံတူတူအုတ်တိုက်ကလေးဖြစ်သည်အုတ်ချုံမူထားသည်ပြင်းရင်ငွေ၍အိတ်ချင်စရာကောင်းသောဝါ၆၆ဆေးရောင်ကိုတုတ်ထားလေသည် လွန်ခဲ့သောလေးနှစ်ကမေဥပောက်ရာသီဤဦးနေသောနေ့တစ်နေ့တွင်ထိုဆောင်ကလေးသို့ကျွန်တော်စတင်ပြောင်းရွှေ့လာခဲ့သည်ထိုနေ့ပါကျွန်တော်တို့အောင်ခြင်းထွက်ပြီး9ရက်မြောက်သောနေ့ဖြစ်ပါသည်ကျွန်တော်ဤစာအုပ်တက်တာချီစုမဲစုအဝိအစာလေးများပါထည့်ထားသောအိယာလေးတစ်ခုပက်လက်ကလက်ထိုင်းတစ်လုံးနှင့် အချားတူလီမူလီပြုဆပြင်းအောင်တွေထည့်ထားသောကျင်းချင်းတစ်လုံးကိုမြင်းလေးတစ်စင်းနှင့်တင်ကကျွန်တော်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည် နေမှာကြဲကြဲတပူလောင်ကဝါလင်းထိန်ပြက်နေသည်ခြံဝင်းရှိတွင်မြင်းလေးရက်၍ခြံဝင်းနေသူမျောကြည့်လိုက်သောအခါရင်းနှံကြီးတုတ်ထား၍မဲနေနေသောအယုံကြီးတစ်လုံးနှင့်နောက်ဖေးကအုတ်တိုက်ဆောင်ကလေးကိုလမ်းမြင်ရသည်တို့ရတွင် လူတူတယောက်၏အရေးရံကိုမျှမတွေ့ရချေရင်းနှံကြီးတုတ်ထားသောအယုံကြီးမှာ တကားရီပိတ်ထားသည် ။မြင်ဝင်းမှာသူချံဝင်းတွင်နေထိုင်ရန်ပြောင်းရွှေ့လာသော လူတစ်ယောက်အတွက်အလုံးမင်းအားငယ်ဖို့ကောင်းသောမြင်ဝင်းဖြစ်လေသည်။ချံဝင်းနောက်တစ်ခါနာကစိတ်မန်းမင်မှာအပွင့်တွေနဲ့နေရထိန်ရှန်နေသည်။စိတ်ထားသော ချံတကားပေါ်တွင်ငှက်ကလေးတစ်ကောင်နားနေသည်။ထုံငှက်ကလေးမှာမြည်တိငှက်အမျိုးအစားဖြစ်ကြောင်းကျွန်တော်မသိ၏။တို့ရရင် ထုံငှက်ကလေးမှာအဝေါငှက်တကောင်မဟုတ်တလို့စက်တူရည်တကောင်မဟုတ်ကြောင်းကိုကကျွန်တော်ကြိမ်တွေ၍ပြောရင်းနေသည်။ ကျွန်တော်ဒီပစ္စည်းများကိုမြင်းလေးပေါ်မှချလိုက်ပြီးကြာတင်သောချင်းငွေကိုမြင်းလေးဆရာအားပေး၍ပစ္စည်းများကိုတဲကခြံဝင်းထဲသို့ဝင်လာခဲ့သည်ခြံဝင်းတကားဤဘေးတွင်ခြံဝင်းအမိကိုချိတ်ဆွဲထားသောတစ္ဆာဆိုင်ပုတ်ကလေးရှိသည်သူတစ္ဆာဆိုင်ပုတ်ကလေးပေါ်တွင် စိမ့်လေတာယာဟူသောစလုံးများကို အစိမ့်အောင်တင်မောစင်းနှင့်ရေးထားသည်ဆေးရောင်မှလွင့်ပြဲနေပြီဖြစ်က အချို့နေရာတွင်စေးသားကွာကြနေသည် ။ခြံဝင်းတဲ့ကိုမျောကြည့်လိုက်ရင်တော့ကုတ်ကိုပင်ကြီးများတမာပင်နှစ်ပင်နဲ့တီးတီးပင်တို့မှာအရွယ်များချွေကရိုးတိုင်းပြိုင်ပြိုင်နဲ့၆တွေ့တွေ့ဖြစ်နေလေသည်။တကားများပိတ်ထားသောရေနံကြီးတုတ်ထားသည့်အယိုကြီးမှာပြင်းစရာကောင်းနေသည်ကျွန်တော်သည်ခြံဝင်းနှင့်မလိုက်ဖက်နိုင်အောင်ပင်ဆန့်ညင်ဘက်ဖြစ်နေသောခြံဝင်းအမိကိုဖက်ကာပြုံးလိုက်မိသေးသည် ကျွန်တော်သည်စိတ်ထားသောခြံဝင်းတကားကို တုံးဖွင့်ကာခြံထဲသို့ဝင်ခဲ့သည် ။ဆံဝင်းတဲတွင်၆တွေ့ချွတ်ဆန်နေသောကုတ်ကိုရွက်ကြွေများတမာရွက်ကြွေများနှင့်ရှုပ်ထွေးနေသည်။မြက်ပြင်းများမှာဟွာကြန့်ရင်ယောကနိုင်မြင်နေသည်။ကျွန်တော်သည်ဆံဝင်းလေ၌လူသွားပါများသဖြင့်ဖြစ်နေသောမြင်းဒီလန်းကလေးအတိုင်းလျှောက်လာခဲ့သည်။အုတ်တိုက်ဆောင်ကလေးရှိရှိမြေကွက်လက်တွင်ခွေးကောင်အိမ်နေသည်သူခွေးမှာအနေနဲ့အဖြူရောင်ကြာထားသောခွေးဖြစ်သည် ်ကျွန်တော်ခြေတံငွေကြားသဖြင့်မျက်လုံးကိုဖွင့်ကာကောင်းထောင်ကြည့်နီထို့နောက်အသားပြန်အိပ်သွားသည်ကျွန်တော်သဘောကိုပြောရရင်ခွေးသည်လူစိမ်းတစ်ယောက်ဖြစ်သောကျွန်တော်ကိုအနည်းဆုံးတစ်ကြိမ်နှစ်ကြိမ်လောက်ဖြစ်စေဟောင်းလိုက်ဖို့ကောင်းသည်ဟုထင်သည်အခုတော့ထိုးတို့တာဝန်ခြေယုံလောက်ဟောင်းရမှာကိုပင် သူ့မှာပြင်းကြီးလွန်းနေပုံရသည်ကျွန်တော်ဒီအဆောင်လေးရှိကမြေကွက်လက်တွင်ကြီးစီးများကိုရှာကရောင်ရှာရှာနှင့်ရက်နေမိသည် ။အဆောင်ကလေးတွင်အခန်းသုံးခန်းရှိသည့်အနက်နှက္ခမ်းမှာတော့ခတ်ထားသည်။အဆောင်ကလေးရှိ၌ကျွန်တော်ရောင်ချာချာနှင့်ရက်နေမိတော့မှာပဲ။ရင်နှင်းကြီးတုတ်ထားသောအိမ်ယိုကြီး၏နောက်ဖေးတကားမှအဖိုးကြီးတို့ထွက်လာသည်။သူအဖိုးကြီးမှာဤဆောင်ကလေးတွင်နေထိုင်ရန်အတွက် ပထမဆုံးအချိန်ကျွန်တော်လာရောက်စုံစမ်းစဉ်ကပြုခဲ့ရသောအဖိုးကြီးပင်ဖြစ်သည်ကျွန်တော်သည်အဖိုးကြီးကိုနှကန်းတွန့်ကပြုံးပြမိတော်လေအဖိုးကြီးကမူပြန်ပြုံးမပြချေ ်အဖိုးကြီးသည် ကျွန်တော်ကိုမုံတေတီကြည့်လိုက်က ရောက်လာပြီလားဟုမေးသည် ထို့နောက်အဆောင်ကလေး၏အဆုံဆုံးချီတောက်ခတ်ထားသောအခန်းတကားကိုဆွဲဖွင့်ပေးလိုက်သည်ဤသို့ဖြင့်ကျွန်တော်နေထိုင်ရမည့်အခန်းကိုပြသလိုက်ခြင်းပင်ဖြစ်ကြောင်းကျွန်တော်နားလေလိုက်သည်ပစ္စည်းများကိုအခန်းထဲသို့ကျွန်တော်သွင်းနေခြင်းမှာပင် အဖိုးကြီးသည်နေကွေးလေးနဲ့သောခြေလမ်းများဖြင့်အင်ယိုကြီးစီသို့ပြန်လှည့်ထွက်သွားလေသည် ကျွန်တော်ဒီပစ္စည်းများကိုအခန်းထဲ၌တင်တော်မူထင်းတယ်လို့ခင်းချင်းလိုက်သည် အခန်းကလေးထဲ၌ဇပွဲတစ်လုံးနှင့်ကရင်တစ်လုံးရှိသည်လောလောဆယ်ဖတ်ဖို့ရည်ရွယ်သောစာအုပ်အချို့ကိုဇပွဲပေါ်၌တင်ထားလိုက်သည်ထို့နောက်အိယာလေးကိုကရင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်ဤသို့ဖြင့်အခန်းကလေးမှာလူတစ်ယောက်နေထိုင်လို့ရယုံလောက်တော့ဖြစ်သွားသည် ကျွန်တော်ဒီအိယာပေါ်တွင်လေးလျောင်းကအပန်းဖြေလိုက်သည်ရက်ွက်ကလေးမှာ တိတ်ဆိတ်ငြိမ်သက်ကအေးချမ်းလာသည် ကျွန်တော်ဒီဖိတ်စိတ်ငြိမ့်တဲ့တော့အရသာကို၎င်းတကူကြီးတကာရနေရတော့အရသာကို၎င်းအလုံးနှစ်တဲ့သူဖြစ်သည်မကြာခဏမှင်ကျွန်တော်ဒီရည်သူနှင်းမြစကားမပြောဘဲရက်တက်တတပက်လောက်ခန်းကလေးထဲ၌အောင်းကနေလိုသောစိတ်ဖြစ်မိသည်သူရတွင်မြို့ပြ၌နေထိုင်သောလူတစ်ယောက်အတွက်ထိုကိစ္စမှာဖြစ်နိုင်ဖို့ခဲယဉ်ချောင်းကျွန်တော်သိလေသည်အိယာပေါ်တွင်လဲလျောင်းရင်မောမောနှင့်ကျွန်တော်အိတ်ပြောသွားသည် ကျွန်တော်အိတ်ပြော်ရာကနိုးလာတော့ညနေ၄နာရီခွဲပြီးနေပြီဖြစ်သည်ကျွန်တော်ဒီရေချိုးရံအတွက်ရေလဲလုံးကြီးဆက်ပြခွက်သွားတိုက်စီသွားတိုက်တန်နဲ့တပတ်တို့ကိုယူကခြံဝင်းနဲ့ကြည်ကုတ်ကိုပင်ညတွင်အောက်ကရေရင်းစီတို့ရှောက်လာခဲ့သည်ရေရင်းမှာဆက်သီးနေငရတော့ရေရင်းဖြစ်သည်ပပတ်လေးတွင်အုတ်တမန်တလင်းခင်းထားပြီးသူ့မိုးမိုးထားသည်ရေရင်း၌လူတစ်ယောက်ရေချိုးနေလေသည် အာနေသောစက်တီတစ်ခုဖြင့်ရေကိုငင်က ကျွန်တော်ချိုးလိုက်သည်ရေအေးအေးကိုချိုးလိုက်ရသဖြင့်ကျွန်တော်တကူလုံးကြည်လင်လန်းဆန်းသွားသည်ကျွန်တော်ရင်ရေချိုးနေသူကကျွန်တော်ကို မကြာခဏကြည့်ကအကဲခတ်နေသည်ဟုစိတ်ထဲမှအောက်မေ့နေမိသည်ထိုလူပုံစံမှာသပင်ကောက်တိကောက်ကွေးနှာခေါင်းပပနှကန်းတူတူနှင့်ဖြစ်သည် မေယူကားပြီးမေးစိကြတော့ချွန်လုံးနေသည်အသားပြူတော့လေမချောမွေပဲကြံတန်းသည် ။အချိန်တွင်သူနှင့်ကျွန်တော်အခြေချင်းဆောင်သွားရာ သူကပြုံးပြသည်။တို့ရတွင်သူ့ပြုံးမှာနှစ်လူဝေရာမကောင်းမဲစိတ်နှောက်ယှက်ဖြစ်เสียကောင်းနေတယ်လို့ထင်ရသည်။သူ့ပြုံးကြောင့်ကျွန်တော်မှာမနေတတ်မထိုင်တတ်အောင်ဖြစ်သွားသေးသည်။သူသည်ကျွန်တော်ကိုစူးစမ်းတယ်လို့ကြည့်ကနေ့လည်ကဒီဆောင်ကိုပြောင်းလာတဲ့သူနဲ့တူတယ်ဟုပြောသည်။ ဟုတ်ပါတယ်ဟုကျွန်တော်ကပြန်ပြေးလိုက်သည်သူသည်ခဏမျှနားပြီးဘယ်ဌာနမှာလုပ်လဲဟုမေးသည်ကျွန်တော်လေဘယ်လိုဖြေရရင်ကောင်းမလဲဟုစဉ်းစားကကြောင်းသားပါဟုမယုံမလုံဖြေလိုက်သည်သူသည်ထိုများနှင့်မရက်သေးပဲဘယ်မေဂျာကလည်းမသိဘူးဟုမေးပြန်သည်ကျွန်တော်ကစစ်တက်တို့ဖိုင်နယ်ပတ်တူကြောင်းသားပါဟုဖြေလိုက်ရတော့သည်ညောင်းလင်းမထားသောစကားတခုကို ကြားလိုက်ရသလိုပင်ဟုတ်လားဟုသူကတန့်တော်ပြန်ပြောသည်သူ့အတန်းနှင့်သူ့အမူအရာမှာ ပိုပြီးတိုက်လိုက်လေလေနိုင်လာတယ်လို့ထင်လာသည်သူမျက်နှာမှာပုံမိုရွေဝင်းပလာသည်ဒီအချိန်မှာတော့ချောင်းဝန်းဆိုတာအကောင်းဆုံးပေါ့ဗျာအလုပ်မဝင်ရလဲဘာပူစရာရှိတလဲကိုဖတာကိုစေကန်းဖွင့်ရင်၃လနှစ်အတွင်းတိုက်နေကားနဲ့ဖြစ်လာနိုင်တာပါပဲဟုအာပတိယပြောသည်ကျွန်တော်မှာဂျာလီသူ့ကိုစိတ်ပြက်လာလေဖြစ်နေမိသည်သူဒီရေချိုးပြီးတော့လည်းမပြန်သေးပဲကျွန်တော်နဲ့စကားဆက်ပြောနေလို့ပုံရသည် ကျွန်တော်ကရေချိုးတာကိုမြင်မြန်အပီးတက်လိုက်သည် ကျွန်တော်ကတောင်ပတ်ဆုံးခန်းမှနေတယ်။သူက သူ့ကိုသူမိတ်ဆက်သည်။လှုပ်တာကတော့ဆောက်လူရုံမှ duty ပေါ့။နာမည်ကကိုမြင့်ဟန်နဲ့တဆောင်နဲ့အတူတူနေကြမှာဆိုတော့ခင်ခင်မင်မင်ပေါ့ဗျာ။ကျွန်တော်လေးမြင်မြန်စကားပြတ်သွားအောင် ဟုတ်ကဲ့ဟုဝစ်ကြည်တန်းကြီးပြောလိုက်ကာရေသေးလုံကြီးကိုကျူတန်းပေါ်တွင်လမ်းလာပြီးကျွန်တော်ခန်းစီသို့ပြန်သွားလိုက်သည်။သူကကြာမှသူလေသူ့ခန်းစီသို့သွားတော်သည်။ ကျွန်တော်ပါကိုတိုင်ကလည်းစကားနေသူဖြစ်၍စကားများသောသူများကိုရေပုံရအဖြစ်မနစ်သက်ပြီဖြစ်နိုင်ရင်ညီသူနည်းအများစကားမပြောဘဲခက်အေးအေးဆေးဆေးသာနေလို့ဒီကျွန်တော်ဒီစံခွေပြောရည်ဤအရာသာကိုအလွန်နှစ်သက်တကယ်တို့ပင်တိတ်ဆိတ်ညင်သက်စွာနေရသောအရာသာကိုလည်းအလွန်နှစ်သက်သူဖြစ်နေခဲ့လေသည် ကျွန်တော်ဒီအခန်းတကားကိုချက်ချ၍ပိတ်လိုက်ကအိယာပေါ်တွင်ပြစ်လဲလိုက်သည် ်ထို့နောက် ကောင်းနေပေတွင်ချထားသောဗာဂျီးနီးယားဝူ့ဖ်၏လူတယောက်ပိုင်ဆိုင်တဲ့အခန်းအမည်ရှိဆောက်တုပ်ကိုဖတ်နေခဲ့လေသည်ဤသို့အပြင်ဆောင်းကလေး၌ကျွန်တော်နေထိုင်ခဲ့သောတလမြောင်နေသို့ရောက်လာခဲ့သည်ထိုနေ့မှစနေနေ့ဖြစ်နေခဲ့လေသည် နေလေနေခင်ဖြစ်၍ဆောင်းကလေးမှာထုံးစံအတိုင်းတိတ်ဆိတ်ငြိမ်သက်နေသည် မေယာဒီမိုအခန်းထဲတွင်ပြုတ်ထားသလိုပူလောင်အိုက်ဆန်လာသဖြင့်ခြံဝင်းထဲကကိုကိုဘင်ကြီးတပင်အောက်တွင်ပလက်ကလက်ထိုင်းတစ်လုံးနှင့်ထိုင်ရင်းစောက်တို့ကိုဖတ်နေလိုက်သည်ကိုကိုဘင်ကြီးမှာရဟောင်းများကြွေကြကုန်ပြီဖြစ်၍ရိုးထိုင်ပြန်ပြိုင်နေဖြစ်နေသည်တို့ကိုကိုဘင်ကြီးအကိုင်းခက်တစ်ခုတွင်ကျွန်တော်မျိုးမည်မသိသောငယ်ကလေးတစ်ကောင်နားနေသည်ဆောင်းကလေးချစ်မြေကွက်လက်တွင် အနက်နှင့်အဖြူကြားထားသော ခွေးမှာခါတိုင်းလိုပင်ပြင်းကြီးစွာအိပ်ဆက်နေလေသည် ဆောင်းလေးနိုင် နေလေနေခြင်းဆိုလျင် ကျွန်တော်တရားဥတ္တအမြဲရှိနေတတ်၍ကြံလူများမှရှိခဲသည်သပင်ကောက်တိကောက်ွေးနှင့်စကားခတ်များများပြောတတ်သောလူမှာမနေ့9နာရီလောက်တွင် သူ့ရုံးသို့ထွက်သွားတတ်ပြီးညနေ4နာရီကျော်မှပြန်လာတတ်သည်ထိုစဉ်ကစနေနေ့များ၌ရုံးနေဝဲတက်ရသေးသည်အလေခန်းကလူတစ်ယောက်မှမနေ့လင်းပြီဆိုလျင်မြို့ထဲသို့ထွက်သွားတတ်ကြပြီး ပုံမှန်မရှိပဲပြန်ညင်သည့်အချိန်မှပြန်လာတတ်ကြသည် ။စပင်းကောက်တီကောက်ကွေးနှင့်စကားများသော လူဤပြောပြချက်အရတယောက်မှာညစည်းတန်းတွင်စအုပ်အဟောင်းရောင်းသောသူဖြစ်၍ကြံတယောက်မှာကုန်ပစ္စည်းကြော်ညာတစ်စိမ့်များကျူရှင်ကြော်ညာများကိုလက်ခံရေးဆွဲသော commercial ပကြီးဆရာတယောက်ဖြစ်သည်ဟုသိရသည်။စကားများသောလူကမှုသူ၏ငကိုကလေးကပင်အကြီးရဆိုးနေပြီဖြစ်သောထူထူထဲထဲနှကန်းတစ်ခုအားပုံမူအကြီးတန်အောင်မဲလာ၏ပြီးတည်းကိုပြစ်ခနဲထွေးလိုက်ကား အလကားလူတွေပါဗျာဟုထိုသူနေရကိုအမြဲတမ်းကဲ့ရဲ့ရှုတ်ရှား၍ပြောလေရှိသည် ကျွန်တော်မှ တခါတည်းရန်တွင်ဇပင်ကောက်တိကောက်ဝေးနှင့် ထိုစကားများသောလူဤအလွန်ပင်ပြင်းကြီးညင်းငွေဝေကောင်း၍အနှစ်သာရမရှိလောက်သောညံပြင်းလုံးလာသောစကားများအပြင်နှိမ့်ဆက်ခံရခြင်းမှလွဲလျင် ထိုဆောင်ကလေး၌နေထိုင်ရခြင်းကိုနှစ်သက်နေမိသည် ။အလေကန်းကလူနှစ်ယောက်မှာသပင်ကောက်ကွေးနှင့်စကားများသောလူကဖယ်လို့ပင်ကဲ့ရဲ့ချုပ်ချ၍သူတို့မကောင်းကြောင်းပြောစီကမူသူတို့အလို့သူတို့လို့ဥ၍အေးအေးဆေးဆေးနေသူများအဖြစ်ကျွန်တော်စိတ်ထဲတွင်သဘောကျနေမိသည်။ကျွန်တော်ဆောင်မွေးကြချုံသောဘာသာရက်မှာကလေးစည်းပညာဘာသာရက်ဖြစ်ရာ ကလေးစည်းယုံသူမနဲ့တိုင်းသွား၍လက်တွေ့ဆင်းရယုံမှလွယ်နေနေ့လေနေခင်၌ကျွန်တော်မှာအားလန့်နေလိရှိပါသည် ကျွန်တော်တို့နောက်ဆုံးနေ့အပိုင်းခါး၌ဘာသာရက်လေးကိုရှိရာကျွန်တော်ကြဆုံးသောကလေးစီပညာမှာကျန်သောဘာသာရက်များနေ့နိုင်စားလျင်စက်မက်ဆရာစာနေသည်ဖြင့်ပေါ်ပါသည်ဟုဆိုနိုင်လေသည်နောက်ဆွေတဲ့ဆောင်မွေးကိုနောက်6လနေမှပြေဆိုရမည်ဖြစ်ရာအေးအေးဆေးဆေးနေလို့ဖြစ်နေသည်နေလေနေခင်းဆိုရင်ကျွန်တော်ဒီခြံဝင်းနေကြီးကုတ်ကူပင်ကြီးအောင်၌ပက်လက်ကလက်ထိုင်းကိုခင်းထိုင်တာ ကလေးစီပညာစာအုပ်ဖြစ်စေထူစာအုပ်မျိုးဖတ်ရင်ပြည်ဤဒီခါ၌ဝိထုစာအုပ်တို့ဖြစ်စေထိုင်ဖတ်ရင်ပူလာအိုက်ဆက်သောနေ့ရက်များကိုဖြတ်တန်းခဲ့ရသည်ထို့သောပလက်ကလထိုင်းလေးပေါ်တွင်ထိုင်၍စောက်တော့အုပ်ကိုကျွန်တော်ဖတ်နေချိန်တွင်ကိုကိုပင်ကြီးပေါ်၌အမျိုးမြင်မသိသောငှက်ကလေးတစ်ကောင်နားချင်နားနေတတ်သည်ဆောင်းကလေးရှိကမြေခွက်လက်တွင်က အထက်၌ကျွန်တော်ဖော်ပြခဲ့သလိုအနေနှင့်အဖြူချားထားသောခွေးကို ကြီးကြီးစွာအိတ်ဆက်နေတာတွေ့ရမည်ဖြစ်လေသည် ရေနံကြီးတုတ်ထားသောအင်ယိုကြီးက အမြဲတစေတိတ်ဆိတ်ငြိမ်သက်လိုနေတော့သည်ထိုအင်ယိုကြီး၌အင်ဆောင်အဖြစ်ကျွန်တော်ဤအဆောင်သို့ပြောင်းရွှေ့လာသည် ပထမဆုံးနေ့ကတွေ့ခဲ့ရသောအဖိုးကြီးနေသည်အဖိုးကြီးမှာအပြင်သို့ထွက်သည်ဟုရေမရှိပဲအိမ်ထဲ၌သာအမြဲတမ်းကုတ်၍နေရသည်ရုပ်စွာအစုံခြံဝင်းထဲသို့ထွက်၍လမ်းလျှောက်တီကိုပင် အလုံးတွေ့ရခဲ့သည် အိမ်ယူကြီးမှာအိမ်ကြီးတကားတွေကိုအမြဲတမ်းပိတ်ထားရပြီးအိမ်နောက်ဘေးကတကားတစ်ပောက်ကိုသာတက်ကားတရံဖွင့်ထားလေရှိသည်သမင်းကောက်တီကောက်ကွေးနှင့်စကားများသောလူဤပြောပြချက်အရကျွန်တော်တို့နေထိုင်သောအဆောင်ကလေးနှင့်ဤဆံဝင်းကြီးကိုမြို့ထဲကပွဲယုံတထေးတယောက်ပိုင်းသည်ဟုသိရသည်ပွဲယုံတထေးသည်ဤချောင်းဝင်းကြီးကိုဈေးချောင်းချောင်းရရသွားဝယ်ထားခြင်းဖြစ်ပြီးနေတော့မြို့ထဲကပွဲယုံနှင့် တွဲရဖြစ်သောတိုင်းလိုက်တာနေသည်ချန်ဆောင်ဖြစ်အဖိုးကြီးကိုထားသည် ်သူကိုယ်တိုင်ကမှတနာတစ်ခေါက်တောင်လာကြည့်လေမရှိပေဤဆောင်ကလေး၌ကျွန်တော်တို့ကိုငားထားခြင်းမလဲအဆောင်ငားကကိုမမောလို့မဟုတ်ဘဲခြံဝန်းကြီး၌ဆောင်းလျှောက်ရအောင် ထားခြင်းသာဖြစ်သည်ဟုဆိုသည်ခြံဆောင်အဖိုးကြီးမှပူလောင်အိုက်ဆက်ကပေါင်မဲနေသောအင်ယိုကြီးအထွေ၌တစ်နှစ်လုံးခန်းအောင်၍နေတတ်သူဖြစ်သည်ဤဆောင်တို့ကျွန်တော်ရောက်ခဲ့သည့်တလတာအချိန်တွင် အဖိုးကြီးစကားပြောသည်ကိုဟုတ်သည့်ပက်တီမကြားဖူးချင်း တထဲထဲသောစွတ်ကျဲလက်စကခပ်ပွားပါကိုအမြဲဝိလိရှိသည်အသားညိုကမျက်နှာကျန်းတဲ့ဤအပြင်ဂရုံတုံးထားသည်ဖြင့်အကြည့်ဟာဆိုသည်တို့ရတွင်ကျမ်းမာတန်ဆွမ်းပုံတော့ရလေသည်ကျွန်တော်အထင်ပြောရလေအဖိုးကြီး၌အတိတ်က나ကြီးဖို့ကောင်းအောင်나ကြီးဖို့ကောင်းသောလွမ်းစရာတမျိုးမျိုးရှိခဲ့ဘူးသည်ဟုထင်သည်လာတာတော်ညများ၌အင်ယိုကြီးလာတာဆောင်ထက်စီမှအဖိုးကြီးထိုးနေသောတရောတံကိုကြားရလေရှိသည် ကျွန်တော်ဒီပလက်ကလက်ထိုင်ကလေး၌ထိုင်ကလက်ထဲကစာအုပ်ကိုအသာပေးပြီးတစ်ဖက်ကခြံဝန်းနေသူငေးကြည့်နေမိသည်တစ်ဖက်ကခြံဝန်းမှာပြုစုပြူထားမှုကင်းမဲ့သောကျွန်တော်တို့နေသည့်ခြံဝန်းလို၆တွေးမနေပဲစိတ်ဆူအုပ်ဆိုင်နေသောတရက်ပင်များယူကလစ်ပင်ပင်လေကပွေးပင်များနှင့်လက်ပလန်းဆန်းနေသည် ခြံဝင်းဤလေတွင်ခင်မီ၍ပုံစံဆန်းသစ်သောတိုက်ကလေးတစ်လုံးရှိပြီးတိုက်ကလေးချိနိုင်နိုင်ငံသားမျက်မျိုးကိုတရားစိုက်ထားသောအစိမ်းတို့ရောင်မျက်ခင်းရှိသည်တိုက်ကလေးချိပေါ်ဒီကိုအောင်၌အဝါမိုင်းမန်းရောင် ကိုရိုလာတစည်းရက်ထားသည်ခြံကလေးဤရှိတွင် အနီဝါအဖြူရောင်အပွင့်များအဖြစ်ကော့ယူနုဖတ်နေအောင်လှပသော စကူပန်းပင်တွင်ရှိသေးသည် အိမ်ရှိရှမ်းစီယိုး၌စနေကြတန်းစီဆိုင်ပြို့ထားသည့်ပုံရိပ်ပင်တန်းကလေးမှာကြည့်လို့ကောင်းလာသည်ပူလောင်အိုက်ဆက်လာသောနွေရသည်ဤနေ့လေခင်မျိုးတွင်ကျွန်တော်သည်တစ်ဖက်ခြံကလေးကိုငေးမောကြည့်ရင်စိတ်ထဲမှာအေးမြလန်းဆန်းလာသည် ကျွန်တော်မျက်လုံးများသည်တိုက်ကလေး၏နဘေးရှိတရက်ပင်အိုးအိုးအောက်သို့ရောက်သွားတွင်ရင်းနေပိုကနေလှူရှားသွားသည်တရက်ပင်အောက်ကဒန်းကလေးပေါ်တွင်အသာထိုင်ကရုပ်ပြဇလန်းစာအုပ်တို့ကို စိတ်ပါလက်ပါဖတ်နေသောကောင်မလေးတယောက်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်ကောင်မလေးမှာကျွန်တော်ကိုမမြင်ပေလက်သေးကစာအုပ်ကိုသာစိတ်ဝင်တစားဖတ်နေသည် ်နမောင်လာပါသောစပင်ကို အလယ်မှ ခွဲက နောက်ကျောဘုံ၌ဖြန့်ချထားသဖြင့်ကြည့်လို့ကောင်းလာသည်အဘာရောင်ကောင်းစားတီချက်အင်းကြီးနှင့်အညိုရောင်ထမိန်လေးမှသူမနှင့်လိုက်ဖက်လုံးနေသည်ဘာဝင်းကြော့ချင်းသောလေတိုင်းရှိရွှေဆွဲကြိုးလေး၌သူမ၏အင်္ဂလိပ်နာမည်အတူကောက်ဖြစ်ဟန်တူသောအင်္ဂလိပ်ချွေးစလုံးလေးကိုဆွဲထားသည်ကောင်းမလေးမှာအသက်20ကျော်လောက်ပဲရှိအောင်မည်ဟုကျွန်တော်ထင်သည် ်သူမဤတောက်ပါသောညွတ်တဲ့အကောင်းသောမြုံအိမ်နှင့်ပါလျာသောနှကန်လေးတွေအကြောင်းဆွစ်ဇာလန်သို့ရုပ်ရှင်မင်းသမီးအာဆူလာအင်ဒရက်စ်နှင့်တူသည်ဟုကျွန်တော်စိတ်ထဲမှာအမှတ်ပေးနေမိသည်ကျွန်တော်သည် ကောင်မလေးကိုကြည်ကောင်းကောင်းနှင့်အကြကြီးငေးကြည့်နေမိသည် လာလိုက်တဲ့ကောင်မလေးရေဟုပါဇက်ကရေရွလိုက်မိမလို့လုပ်ပြီးမှကောင်မလေးကြားရသောမည်ဆိုသဖြင့်ရေရွမိအောင်ပြင်ထိန်လိုက်ရသည်တော်ကြကောင်မလေးကြားတော်လျင် ထွက်ပြေးသွားကောင်းထွက်ပြေးသွားနိုင်သည် ကာမလေးကိုကြည့်ရတာကျွန်တော်စိတ်ထဲတွင်လပ်ပါသောနုပညာပစ္စည်းတစ်ခုကိုငေးကြည့်နေရတယ်လို့ကြည်လင်လန်းဆန်းနေပြီးကြည့်လို့မဝဖြစ်နေသည်ထို့သောငေးမောကြည့်ရှုနေခြင်းအတွင်ကျွန်တော်စိတ်ထဲတွင်တက်မှတ်သောတဏှာရာကစိတ်ကင်းမဲ့နေခဲ့ကြောင်းချိန်တွေ၍ပြောဝင်ပါသည် အလုံးလာပခန်းနာတော့မိုနာလီဇာပကြီးကားကိုကြည့်ရှုနေရသည့်အခါဒါမှမဟုတ်အလုံးချိုးစားကြနာတော့ဘီနန်ဆူတူကိုကြည့်ရှုရသည့်အခါ၌ဖြစ်ပေါ်သော ခံစားမှုမျိုးသာစိတ်ထဲ၌ကင်းအောင်နေသည်ဟု ကျွန်တော်ထင်မိသည်ခဏနေတော့ကောင်မလေးအိမ်ထဲပြန်ဝင်သွားသည်ဒီတော့မှကျွန်တော်လေးစောစောကချထားသော ကလေးစည်းပညာစာအုပ်ကိုကောက်ပိုင်ကဖတ်ဖို့တရရတော်သည်တို့ရရင်မဖတ်နိုင်ပြန်မေမျိုးလုံးထဲ၌ကောင်မလေးကိုသာမြင်အောင်နေမိသည် ကောင်မလေးနာမည်ဘယ်သူလဲဘယ်သူလဲဘယ်သူလဲကောင်မလေးနာမည်ဘယ်သူလဲဆိုတာသိရရင်တော့တော်တော်ပြောစရာကောင်းပြီဟုကျွန်တော်ထင်သည်ကောင်မလေးညနာမည်ဘယ်သူလဲဟေးဟုရိုးရိုးသားသားမေးလိုက်လျင်တော့ကောင်မလေးကပြန်ပြေးမြည်လားမသိပေ။အိုးကောင်မလေးနာမည်မသိရလဲကိစ္စတော့မရှိပါဘူး။တကယ်တော့နာမည်ဆိုတာပညာချက်တစ်ခုမျှတာမဟုတ်လား။ ကောင်မလေးနာမည်ကို အာဆူလာအင်းဒရက်စ်ဟုအလွေအခေါ်လွေရအောင်စိတ်ထဲကအမည်ပေးလိုက်သည်အာဆူလာအင်းဒရက်စ်အာဆူလာအင်းဒရက်စ်အာဆူလာအင်းဒရက်စ်ဟုပါဇက်ကရည်ရွယ်ကြည့်သည် ကောင်မလေးနှင့်လိုက်ဖက်ပြီးအတော်လေးရည်ရွယ်လိုကောင်းတဲ့နာမည်မှန်သိစားသွားသည်ဟုတ်သည်ကောင်မလေးကိုဒီလိုပဲခေါ်တော်မည်ကောင်မလေးချောင်းကိုတွေးလို့ကောင်းနေစေမှာပဲကျွန်တော်ပခုံးကိုလာကင်တော့လက်တစ်ဖက်ကိုတွေးလိုက်ရသဖြင့်မော်ကြည့်လိုက်တော့အခါ သပင်းကောက်တိကောက်ဝေးနှင့်စကားများသောလူဖြစ်နေသည်ကိုတွေ့ရသည် သူကပြုံးကဘယ်ငင်းနေတာလေဟူမေရင်ချစ်တော်နေပြည်တွင်ဝင်ထိုင်လိုက်သည်ထို့နောက်ဆက်မိဆက်ရာပြောကြရင်သူက ခမရစီချောင်းသားဆိုတော့မေးရအောင်မေဗျာဟုဆိုကတတိတားစီများအကြောင်းမိမာတို့ဤဓမ္မတာကိစ္စများအကြောင်းကိုရှောက်မင်းနေသည်ကျွန်တော်မှာစိတ်ပြက်လက်ပြက်နေမင်းသူမေးသမ ्या ကိုပြန်ဖြေနေရသည် ကျွန်တော်ကအဖြေလေးသူကပိုး၍ပိုး၍တိုးမီးလေးလှုပ်လာတော့အခါကျွန်တော်မှစိတ်မရှိတော့ဘဲဒေါသထွက်လာသည်ထို့ကြောင့်နောက်ပိုင်းမိတော်မိကုန်းများကိုကျွန်တော်ကောင်းကောင်းမဖြေတော့ဘီထို့အခါမှသူလည်းအမေးရက်သွားတော့သည် အာဆူလာအင်ဒရက်ကြောင့်စောစောကကြည်လင်လန်းဆန်းနေသောစိတ်မှာသပင်ကောက်ကွေးနှင့်ထိုစကားများသောလူကြောင့်ပြန်လည်နောက်ကျသွားလေသည် ဤသို့ဖြင့်နေ့ရက်များမှာရုပ်ရှင်ပြခွင့်များကဲ့သို့တစ်ဖြက်ဖြက်ကုံဆုံးသွားခဲ့သည်ကျွန်တော်ဤနေ့စဉ်လုပ်ငန်းမှာလည်းအထက်တွင်ကျွန်တော်ဖော်ပြခဲ့သလိုမနေ့9နာရီခန့်တွင်ကလေးစေုံတို့လက်တွေ့ဆင်းရံသွား၍မနေ့17နာရီလောက်တွင်အဆောင်ကလေးတို့ပြန်လာကဒီလေနေခင်းတွင်ကခြံဝင်းထဲရှိကုတ်ကိုပင်ကြီးအောင်၌ပက်လက်ကလဲထိုင်းနှင့်ထိုင်၍စာဖက်ရင်းတစ်ဖက်ခြံကအာဆူလာအင်ဒရက်စ်ကိုငင်းမောကြည့်ရှုကအချိန်ကုန်ခဲ့ရတော့သည် နော်သူမကိုအခွင့်တားလျင်တားတယ်လို့ငေးမောကြည့်ရှုနေကြောင်းကိုအာဆူလာအင်ဒရက်စ်ကိုရိုင်းကမသိချေထို့ကြောင့်လေသူမသည်ခြံထဲတွင်လွတ်လွတ်လပ်လပ်ပင်နေလိရှိသည်တခါတရံတွင်သူတို့မွေးထားသော အမွေးဆုပ်ဖွားတယ်ရီလာခွေးကလေးနှင့်ကလေးတစ်ယောက်ပမာပြေးလာဆော့ကစားနေတတ်သည်ထို့ခါ၌သူမ၏ရှေးလျားနှက်မောင်သောဆန်တွင်မှလေထဲတွင်ပြန်ဝင်နေက ကြည့်လို့ကောင်းလာသည်တခါတရံ၌သူမသည်ခြံဝင်းထဲကနင်းစီပင်တွေကိုရေလောင်းနေတတ်သည် တခါတည်းရန်တော့လေတည့်ရဲ့ပင်ကြီးအောက်ကဒန်းကလေးပေါ်တွင်ထိုင်ရင်းဖြင့်စာထိုးနေတဲ့လေသည်တနေ့ကိုကိုပင်ကြီးအောက်၌ကျွန်တော်ထိုင်နေစဉ်သပင်ကောက်တိကောက်ကွေးနှင့်စကားများသောလူရောက်လာက ကျွန်တော်အနားတွင်ထိုင်၍သူတို့ရုံးကသူ့ပိုးနေသောစေးမတယောက်အကြောင်းကိုပြောပြနေသည် ကျွန်တော်မှာစိတ်ဝင်စားတော့လေမကောင်းတတ်သဖြင့်သူပြောသမျှကိုနားထောင်နေရသည်ကျွန်တော်စိတ်ကတော့တစ်ဖက်ခြံတွေကအဖို့တယောက်နဲ့ရောဘာကွင်းပြေကစားနေသောအာဇူလာအင်ဒရက်စီတို့သာရောက်နေသည်စပင်ကောက်တီကကွင်းနှင့်လူမှာစကားပြော၍ကောင်းနေစေအာဇူလာအင်ဒရက်စတို့ကစားနေသောရောဘာကွင်းမှာခြံစည်းဥပေါ်ကိုကြော်ကစပင်ကောက်ကွင်းနှင့်လူကိုလာမယ်နီတို့ရရင်အချိန်မပြင်းသဖြင့်တိတ်တော့အထီမနာပြီ ကျွန်တော်စိတ်ထဲတွင်က အာဆူလာအင်ဒရက်စ်တို့ကိုဩဘာပေးနေမိသည်ဒီလောက်တောင်စကားများလေးတို့ကိုဆုံးမလိုက်ခြင်းပင်ဖြစ်သည်ဟုသဘောပိုက်လိုက်သည် ထိုသူမှာမနာကျင်တော်လေးရှက်သွားပြီးရောဘာခွင်းကိုချိန်ဆနေသည်ထိုခိုင်ပုံရိပ်ချမ်းကြီးတို့အထက်မှာအာဆူလာအင်ဒရက်စ်ဤချိုမြသောမျက်နှာနှင့်ကိုယ်တိုင်ပေါ်လာသည် ကျွန်တော်ဒီရောဘာကွင်းကိုကောက်ကအာဇူလာအင်ဒရက်ကိုလမ်းပေးလိုက်သည်ကုလိုနီးကကြည့်လိုက်တော့မှအာဇူလာအင်ဒရက်မှာသင်္နာထက်ပိုပြီးတော့တောင်းလာနေသေးသည်သူတို့ရောဘာကွင်းကိုကောက်ပေးစဉ်အတော်အတွင်းကျွန်တော်ယင်းနေကနှလုံးခုန်တဲ့တီဝိုင်းမှာအချစ်တခြင်းတစ်ပုဒ်ကိုအစူညံဆုံးပါခွေတိခတ်နေသည်အာဇူလာအင်ဒရက်စီကျွန်တော်ကမ်းပြေးလိုက်တော့ရောဘာကွင်းကိုလမ်းယူကကျေးဇူးဟုပြုံးရပြောပြီးပြန်ပြေးထွက်သွားသည် ်စကားများသောလူကတစ်ဖက်ချင်းကအာဆူလာအင်ဒရက်စီတို့လမ်းကြည့်ရင်မှဲ့တယ်နော်ဟုလာပြောသည်သူပါဆိုလိုသည်ကိုကျွန်တော်သိတော်လေမတိဟန်ဆောင်ကတည့်ရပင်ကြီးကတည့်ရသီးတွေကိုလည်းညှို့ထိုးပြပြီးဘာမှဲ့တာလဲဟိုတည့်ရသီးတွေမှဲ့တာကိုပြောတာလားဟုပြောလိုက်သည်သူကကျွန်တော်အစိတ်ပြက်သွားဟန်ဖြင့်အစက်ကိုရှုံမိလိုက်ခါအဲ့လိုသာနှုံအားအားလုပ်နေလို့ကတော့ကို့လူမိမရမှာမဟုတ်ဘူးဟုပြောသည်ထို့နောက်ကျွန်တော်ကိုလည်းတို့က ဒီမဲ့ကိုလူဆော့ဆော့အဟာလေးကိုစိတ်ကူးမလွဲနဲ့ပညာရောရုပ်ရည်ရောအဥ္စာရောဘာမှပြောစရာမရှိဘူးဒီမှာနေတော့အစုံထုတ်သွားတော့ကိုလူကိုဆရာဝန်လောင်းမန်းတိသွားရင်ပြေလည်မှာပါဟုပြောသည်သူရည်ဆုံးတဲ့စကားကိုကျွန်တော်မကြိုက်တဲ့ဖြင့်တော်ပါတော့ဗျာဟုပြောပြလိုက်သည်စပင်ကောက်ကွေးနှင့်ထိုလူမှာစကားအလွန်များသလောက်အလေကန်းတွင်နေသောပကြီးဆရာနှင့်စာအုပ်ရောင်းသမားတို့မှာစကားနေကြသည် ကျွန်တော်အဆောင်ကလေးနိုင်နေခဲ့သည့်6လလုံးလုံးအခန်းချင်းကပ်ရက်နေတော့လေသူတို့နဲ့စကားတခွန်းမေမပြောပြချီသူတို့မှလည်းကျွန်တော်လိုပင်ကိုခံစားမှုနဲ့ကိုခဲနေတဲ့သူတွေဖြစ်နေတတ်သည်စကားများသောလူမှဒူဒူနေရာကိုအထင်သေးကအမြင်နှိမ့်ပြီးပြောတတ်သည် ဗကြီးဆရာရောင်ရောင်စာပေသမားရောင်ရောင်နဲ့ရောင်60သမားတွေပါဗျာဟုအကွေရာတွင်ချွတ်ချွတ်ဖက်ဖက်ပြောလေရှိသည်ကျွန်တော်တို့သူပေါင်းနေဒီမှာလဲဆရာဝန်ဖြစ်ခံသည်ဈေးကြောင်းသားတစ်ယောက်ဖြစ်အတင်ကြီးစိတ်နဲ့ပေါင်းနေမှန်းတည်တာလာသည် သူဖြစ်ရကျွန်တော်မှာသူ့ကိုတတ်နိုင်နေမြရှောင်းနေမိလေသည်ဤသို့ဖြင့်နေ့ရက်များမှာလင်းမြန်သွားကုန်ဆုံးလာခဲ့သည်ကျွန်တော်ဒီလေအဆူလာအင်ဒရက်စီအလားအပါကိုငေးကြည့်ယုံမအပါထွတ်တဲ့အဆင့်တက်ရန်မကြိုးစားခဲ့ချေ တခါတခါတော့လေအာဆူလာအင်ဒရက်စ်ပေါ်ကျွန်တော်ရှင်းနေမိပြီလားဟုတွေးတောမိခဲ့ဘူးဒီမိတို့ပင်ဖြစ်စေအာဆူလာအင်ဒရက်စ်ကို ခြေရဆိုရန်ရည်ရွယ်ချက်မျိုးကျွန်တော်၌အစကလေးကမရှိခဲ့ပြီမင်းကလေးတက်ကိုခြေရဆိုဖို့မလိုဘဲရှင်းနေလို့ရနိုင်တယ်ဟုကျွန်တော်ထင်ထားလေသည် တို့ဖြစ်ရာအာစုလာအင်ဒရက်စ်ကိုတပတ်သက်ချင်းနေမိတော့မေတ္တာစီတခုတည်းနေမိထိုဆောင်ကလေး၌နေခဲ့သည့်6လတာကာလအတွင်းကျွန်တော်ဘဝမှာစုပြေလက်ဆက်ခဲ့သည်ဟုဆိုနိုင်လေသည်ထိုဆောင်ကလေး၌ကျွန်တော်နေ၍6လပြည့်သောအခါနောက်ဆက်တွဲဆောင်ွေးဖြစ်ရသည်ကျွန်တော်မှာကလေးစီးပညာတစ်ပါးသာပဲပြန်ဖြစ်ရသူဖြစ်ရဤခါရင်ကအခက်အခဲသိမ့်ရှိပဲအောင်သွားသည် ထို့ကြောင့်ကျွန်တော်လေးမန္တလေးပြည်သူစေယုံကြီးတွင် အလုတ်တင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ရန်အတွက်အလုတ်တင်ဆရာဝန်များအဆောင်သို့ပြောင်းရွှေ့နေထိုင်လာရတော့သည်ထို့နောက်တွင်ကထိုဆောင်ကလေးကိုကျွန်တော်မရောက်တော့တကယ်တော့အာဆူလာအင်ဒရက်စ်နှင့်၎င်းစပင်ကောက်ကွေးနှင့်စကားများသောလူနှင့်၎င်းအလယ်လန်းကလူနေအောင်နှင့်၎င်းကျွန်တော်မတွေ့တော့ဒီမှာယခုအချိန်ထိဖြစ်ပါသည်မိစေဝကျွန်တော်ပြောပြမည်ဆိုသောအဖြစ်အပျက်ကလေးမှာဤများသာဖြစ်ပါသည် ကျွန်တော်ကြိုတင်အစီရင်ခံခဲ့တယ်လို့ဤဖြစ်ပျက်ကလေးမှာဘာမှမဆန်းပါတူတူငါငါကြုံတွေ့ရတတ်သောဒါမှန်ဖြစ်ပျက်ကလေးတစ်ခုမျှသာဖြစ်ပါသည်အာဆူလာအင်ဒရက်စ်နှင့်ကျွန်တော်ချစ်သူတွေဖြစ်သွားကြလိမ့်မည်ဟုမိတ်ဆွေအနေဖြင့်ကြိုတင်တွေးဆထားသည်ဆိုလျှင်ထို့သို့ဖြစ်မလာရသည့်အတွက်ဝမ်းနည်းပါကြောင်းမိတ်ဆွေကို တောင်းပန်လိုပါသည်ဤနေရာနဲ့ကျွန်တော်အထင်ကိုပြောရလျင်လူဘဝဆိုဒီမှာကျွန်တော်တို့နားမလည်နိုင်လောက်အောင်တိတ်ဆန်းကြည်ကြီးမဟုတ်ပါ ဘဝဆိုဒီမှာနနေ9နာရီခွဲတွင်ယုံတက်၍ညနေ4နာရီခွဲတွင်ယုံဆင်းခြင်းတနေ့ထမင်းနနေစားခြင်းတပတ်တခါလက်သေးညှက်ခြင်းနလတခါလောက်ယုံချင်ကြည့်ခြင်းတစ်ဖက်ဆိုင်ထိုင်ခြင်းနှင့်အပေါင်းသင်းကောင်းလျင်အရက်တောက်ကအသက်25နှစ်လောက်အရောက်တွင်မိမယူပြီးအသက်60ကျော်လျင်ပရိစိတ်ခြင်းတို့ဖြစ်ပါသည်ထို့ထက်ပို၍မဆန်းလာပါဤတို့အပြင်ကျွန်တော်တို့မှအချိန်တန်လျင်ဤလူဘဝကြီးမှထွက်ခွာသွားရမည်သာဖြစ်ပါသည် ်လူဘဝကိုရောက်ရှိလာသောလူသားအချင်းချင်းတည်ကျွမ်းကြသည်ခင်မင်ကြသည်တန်ရောစဉ်ဖြစ်ကြသည်တို့ရတွင်တွေ့ဆုံကြုံခွေဖြစ်မြဲဓမ္မတာဆိုသောစကားအတိုင်းခိတ္တကနာတွေ့ကြဆုံကြကြုံကြပြီးနောက်ကွဲကွာသွားကြကကိုဘဝနှင့်ကို ကိုခီလန်းနှင့်ကိုဆက်လက်လျှောက်သွားကြရမည်သာဖြစ်ပါသည်။ယခုကျွန်တော်ဖော်ပြခဲ့သောအဖြစ်အပျက်မှာလုံခဲ့သော၄နှစ်ခန့်အကမန္တလေးမြို့တနေရာတွင်ကျွန်တော်နှင့်၆လတာမြတွေ့ခဲ့ဆုံးခဲ့တည်ကျွမ်းခဲ့သောလူလေးယောက်နှင့်ပတ်သက်၍ကျွန်တော်စိတ်ခံစားမှုတချို့တဝက်ပင်ဖြစ်ပါသည်။ကျွန်တော်ဘွားတွင်ထိုလူလေးယောက်နှင့်ထက်မှန်တွေ့ကြုံဖို့ဆိုသည်မှာလေကူလာတော်မူမှာဟုတ်ဟုကျွန်တော်ထင်ပါသည်။ ်မိတို့ပင်ဖြစ်စေလွန်ခဲ့သော၄နှစ်ခန့်ကမန္တလေးမြို့တွင်အမှန်တကယ်ဖြစ်ပျက်ခဲ့သောအထက်ပါဖြစ်ရက်ကလေးကိုကျွန်တော်ဘဝတွင်ဘယ်တော့မှမေ့လိမ့်မည်မဟုတ်ကြောင်းကိုကကျွန်တော်ချိန်တွေ၍ပြောဝွင့်နေပါသည်ဒီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုချိန်ပေးပြီးနာတော်တာအစီအပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာစင်သူညီကိုမောင်မများအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့တလုံးတော်ဟာပြည့်စုံနိုင်ကြပါစေခင်ဗျာ